ီကဟောပါဘောဟိုနှလုံးစတန်ထဲဖို့ဆိုပြီးတက်တာဗောနအဖေကအတက်ကလည်းကြီးတဲ့ခါကျတော့အညဟောနှလုံးခုန်တအားထိုးတက်သွားတာဗောမြန်သွားတာဗောမြန်ပြီးတော့တတိလစ်နေတာဗောအဆိုးဆုံးကအဘာလဲဆိုပြက်လုံးနေပြက်နေမမလေနေပါဦးမမလေမောင်လေးကမသာရရိုက်နေတာလေဟိုကိုဖိုးစစ်ကညီလေးပတ်စံလိုတော့ပြောမပြောပါဘူး အဓိကစတန်ထဲဖို့ပဲအခု330ကူညီတောင်းလိုက်တော့အဓိကသူ့အမြင်မဲ့တက်တာစီချင်တာပေါ့လေဖြစ်သွားတဲ့အချိန်လေးရကွာထားပါတော့15မိနစ်လောက်ပဲဖြစ်ရင်ဖြစ်မယ်မိနစ်20လောက်ပဲဖြစ်ရင်ဖြစ်မယ်အဲ့ဒီအချိန်မှာကကဘာကြီးတစ်ခုပြတ်နေလို့ခံစားထားဝရချီရတော်သူတာဘဝရဲ့ကျေးဇူးရှင်ဖရာတဆူလူနှလုံးသမားတွေနေတဲ့အဆောင်ထဲမှာတော့ကြီးကျယ်အဆောင်ထဲမှာနေရတာဆိုအကုန်လုံးတိတ်ဆိတ်ငြိမ်သက်အဲ့ဒီအချိန်မှာ ဟိုပလတ်စတစ်ခွက်ကလေးတစ်လုံးပြုတ်ကြတဲ့အတန်ဂလုံးဆိုတဲ့အတန်နှလုံးသမားတွေကိုလန့်အဲ့တော့ကျွန်တော်တို့မကြခင်ကထိန်လဲရောက်တော့မှာဆိုတော့စဉ်းစားကြည့်ပါတော့တစ်ခါလေးကြာရင်အဲ့လိုမျိုးဆက်တက်ထားတဲ့လူနှလုံးမကောင်းတဲ့လူတို့ရက်တဲရွာထဲမှာရှင်ဘယ်လိုများနေမလဲပေါ့နော်ဒါလိုက်ကိုနှလုံးသမားရင်းနဲ့တွေ့လို့နှလုံးစကားပြောတာပေါ့လေအဲ့လိုမျိုးပေါ့အဖေကလည်းကြည့်ပြီးလို့ဖြစ်နည်းနည်းလေးမှဖြစ်တတ်တဲ့လူလန့်ဒီကဟောဘော ဟိုနှလုံး stand ထဲဖို့ဆိုပြီးတက်တာပေါ့နော်။မာတော့ဒီနေ့ဒီနေ့လောက်အောင်မှာပေါ့။ပထမသူတို့တက်မှတ်ချက်ကြီးရကတော့အမေကရောက်ရောက်ချင်းပဲရှောင်းလေးကစစ်တော့ round လဲတော့သူစစ်စစ်ပြီးတော့အာဦးဒီတခါဒီနေ့ပဲတခါထည့်လိုက်တော့မယ်ဗျာ။အဲကိုယ်လည်းကောင်းတယ်ပေါ့။အဲနဲ့ထည့်လို့သထည့်လိုက်ကြတော့ဗျ။ထည့်လိုက်ပြီးတော့အမ်ပထမတော့ကောင်းတယ်။အမေကသူက အဖေကအတက်ကလည်းချီးတဲ့ခါကျတော့အညဟိုနှလုံးခုန်တအားထိုးတက်သွားတာပေါ့မြန်သွားတာပေါ့မြန်ပြီးတော့တတိလစ်နေတာပေါ့အဆိုးဆုံးကအဲဘာလဲဆိုတော့ပြက်လုံးကြီးပြက်နေတာဖေကသူစိတ်လေဟိုပြောချင်ရည်ပေါ့နော်ပြက်လုံးကြီးရှောက်ပြောတာဆိုတော့အဲ့ဒါကြီးကြီးရစမပြေနေဘူးမြ мян လဲပေါ့နော်မြ мян ကောင်းစီခြင်းပြီးပေါ့ ရေးရှိနေတာဟိုအဓိကဘာပြဿနာမှမဟုတ်ဘူးကွာဟိုငွေကုန်လို့လားဆိုမဟုတ်ငွေရလဲတာအခုဆိုဒီတစ်ခေါက်တက်တော့မှဟိုကိုဖိုးချစ်ကနီလီပတ်စံလိုတလို့ပြောမပြောပါဘူးအဓိကစတန်ထဲဖို့ပဲအခု330ကုညီတောင်းလိုက်တော့အဓိကသူ့အမြင်မဲ့တက်တာစီချင်တာဘို့လေဒီရောကဝန်ထမ်းကြီးခန်းစားနေရတာအဆင်မပြေဘူးအဲ့တော့သူ့အမြင်မြန်ကောင်းမှပဲ ကိုလည်းအဆင်ပြေမဲ့သဘောရှိအောင်သူ့အကြည့်ကိုလည်းလုံးဝအဆင်မချမ်းတာအားကြောင့်မို့မြန်မြန်တက်တာစီခြင်းပြီပေါ့နော်မမလေးနေပါဦးမမလေးမောင်မောင်လေးကမသာရရိုက်နေတာလေဟောသေးတယ်လေထွက်ကြကုန်မယ်အဲဖြေတာပေါ့နော်ကိုလည်းကိုအရင်တော့လည်းပြောခဲ့ပြီးပြီပဲအဖေတို့ကကိုကအစင်းနေဖြစ်နေပြီပေါ့ကိုကိုအဲ့လိုပဲထင်တာပေါ့လေအဲ့တော့တကယ်တမ်းပြောရမယ်ဆိုရင်တော့နှစ်ခုတည်းတူတည်း ကြုံလာတဲ့အချိန်မှာစနစ်မဖြစ်ဘူးစနစ်မဖြစ်ဘူးအာဘယ်လိုပြောရမလဲဖြစ်သွားတဲ့အချိန်လေးရကွာထားပါတော့15မိနစ်လောက်ပဲဖြစ်ရင်ဖြစ်မယ်မိနစ်20လောက်ပဲဖြစ်ရင်ဖြစ်မယ်အဲ့ဒီအချိန်မှာကကဘာကြီးတစ်ခုပြတ်နေလို့ခံစားရတယ်ပြန်မကောင်းပါမလားစင်မပြေပါမလားအတက်ပါသွားနိုင်လားဆောင်းနဲ့လည်းတန်းတန်းလောက်သူတို့စူးစမ်းပေးနေတယ်ဒါပေမဲ့ကိုကလည်းဘာမှနားမလဲဘူးဆိုတော့ ဒီအိမ်မှာမတ်တရက်ကြည့်နေလို့ကလွယ်ပြီဘာမှမတတ်နိုင်ဘူးကွာအဲတခါတလေကြာရင်လဲသူကသူကောင်းမျိုးလို့စားနောက်နေတာပေါ့နော်အဲရှော့ရသွားတဲ့အချိန်မှာဒီဟာဒီမြဝီစားဖွဲ့တွေမနေ့ကအဲမှာစေုံတက်တက်ရှင်းမဲ့ခွဲပြီးပြီးချင်းမဲ့သူတို့လာကြတာပေါ့နော်စတန်ထည့်ပြီးချင်းလာကြအမစကားတွေပဲပြောတော့သူကောင်းနေတယ်ဒီကောင်လေလေးပြန်သွားပြီးတော့တောက်နေတော့ဘေးလို့ဟိုဟာစားလေးတစ်ခုစားပါလားသူထလိုက်တာထပြီးတော့ မူးတယ်ကွာလဲဆိုပြီးတော့ဖလဲနဲ့ခေါ်လို့မရဘူးဘောလုံးအဆီအမတွေကတော်ပါတယ်ချက်ချင်းရောက်လာပြီးတော့သူတို့အနားမှာရှိလို့ပေါ့နောက်စက်ပစ္စည်းရယ်လဲစုံတယ်လို့အဲ့ဒါကြီးဟိုဂျောင်းဆိုရိုက်လိုက်တဲ့အတိုင်းနဲ့ကြောက်စရာကြီးတော့အဲ့ဒါကြီးကိုမမြင်ချင်းမတွေ့ချင်းဘူးပေါ့နောက်တစ်ခုဘာတစ်ခုတံဝန်ကြရလဲဆိုတော့ ဟိုတခါတလေမှာပေါ့နော်နှလုံးသမားတွေနေတဲ့အဆောင်ထဲမှာပေါ့ကြီးကျက်အဆောင်ထဲမှာနေရတာဆိုအကုန်လုံးတိတ်ဆိတ်ညင်သက်အဲ့ဒီအချိန်မှာဟိုဟိုပလတ်စတစ်ခွက်ကလေးတစ်လုံးပြုတ်ကျတဲ့အတန်ဂလုံးဆိုတဲ့နှလုံးသမားတွေကိုလန့်စဉ်းစားကြည့်ပါဦးနော်တခါလေးကြာရင်စောင်းမောက်ကြီးတွေဒုံဒုံဒူအဲ့လိုများဆက်တက်ထားတဲ့လူနှလုံးမကောင်းတဲ့လူတို့ရက်တဲရွာထဲမှာရှင်ဘယ်လိုများနေမလဲပေါ့နော် အဲအဲ့ဟာကြီးလဲတွေးမိတယ်ပေါ့နော်ဟောကိုကိုရဲ့ပျော်ရွှင်မှုတွေကိုရဲ့လှုပ်လိုက်တဲ့လုပ်ငန်းတွေကတခြားလူရဲ့အသက်အန္တရာယ်ထိခိုက်နိုင်လားဒါလဲကိုနှလုံးသားရဲ့နဲ့တွေးလို့နှလုံးစကားပြောတာပေါ့လေအဲ့လိုမျိုးပေါ့အဖေကလည်းကြည့်ပြီးလို့ဖြစ်နည်းနည်းလေးမှဖြစ်တဲ့နေသူလန့်ဆိုတော့အဲ့တီတီတီဆိုတဲ့အတိုင်းကဟိုကြားပါများလားတော့အဲ့ဒါယူ စိတ်ထဲမှာမစင်မပြေတော့အဖေလက်လိုပဲနေမှာပေါ့နော်အဖေမှာအားနေချက်ကဘာရှိလဲဆိုတော့အဖေအစာမစားတာအဲ့လိုဆိုတော့ကိုခန်းအားနေတာဗောလေအတက်88နှစ်ကအစာလည်းမစားဘူးကောင်းကောင်းလည်းမအိပ်ဘူးဆိုတဲ့အခါကျတော့စိတ်တံကိုမခံနိုင်ဘူးဗောလေအဲ့ဝေဒနာကြီးကသူညညအလုံးခံစားနေရနောက်ပြီးတော့အဲ့လိုအလုံးအလုံးရှိတယ်လို့ तू သိထားတဲ့ဟာကို तू ကမသွားရင်လည်း तू မကြိုက်ပိတာဒီနေ့မသွားတော့ရရဆိုအဲ့လိုလိုမချိုက်ဘူးသူလှုပ်ရှင်သွားမှသွားချိုက် တော့တူအလုပ်ဝတ်ထားတဲ့ဇောပေါ့နော်အမြဲတမ်းကောင်းစေခြင်းပဲသာဝရချီရတော်သူသာဝရရဲ့ခြင်းသူရှင်ဖရာတဆူအဲဘာပြောခြင်းလဲဆိုတော့လေဟိုခုချိန်မှာကဟိုကိုကိုကိုလည်းပြောခြင်းတာပေါ့လူတိုင်းအောင်လည်းပြောခြင်းတာပေါ့ကျမကြီးကယူဆက်ဖို့လိုတယ်ကျမကြီးကျွန်တော်တို့အရင်အရေးကြီးတယ်ပေါ့နော် ဟိုဒီနေ့ခေတ်မှာကျွန်တော်တို့စားရတာတောက်ရတာနေရတာထိုင်ရတာအရာအားလုံးကစမ်းမိုင်နဲ့ညီညွတ်မှုကရှင်းရှင်းပြောရရင်တရားမှာ80ရာခိုင်နှုန်းကမညီညွတ်ဘူးဆိုအဲ့လိုမျိုးစားတာတောက်တာနေတာထိုင်တာတော့လာလာဆိုကျွန်တော်တို့ကျမ်းမိုင်နဲ့မရင်းဘူးအဲ့ဒါကိုကိုကျမ်းမိုင်ညံ့ကြီးအောင်နေကြရမယ်တကယ်တကယ်လို့စေုံစေကန်းတက်ရပြီဆိုတဲ့အချိန်မှာဟိုဘသူပဲခံရလဲဆိုကိုပဲခံရအဲပိတ်သက်တယ်လေကျမ်းမိုင်ယူဆိုင်စေချင်တယ်နောက်ပြီးတော့ဆွနပြောခဲ့တဲ့ဟာလေးပဲပြန်ပြောရတယ် ဟိုပဝင်းကျင်ကြံတန်းကြောင့်လည်းနှလုံးသမားတွေဒုက္ခရောက်နိုင်တယ်လို့ဆက်ထည်ထားတဲ့လူဆိုရင်အတန်ကျကျကြီးတွေဆင်မပြေဘူးအဲ့တော့ကျွန်တော်တို့မကြခင်ကထိန်လဲရောက်တော့မှဆိုတော့ဟိုအဲ့ဒုံဒုံဒုံဒူးဒူးဒူးတွေပေါ့နော်ဘာမှမသိတဲ့ဂီတတွေဂီတတန်းလည်းကောင်းကောင်းကြားရတာမဟုတ်ဘူးဒူးဒူးဒူးပဲကြားရတယ်အဲ့ဒါတွေကျွန်တော်တို့တတ်နိုင်တယ်လို့ဆောင်ရှားနိုင်ပူကောင်းမယ်လို့ထင်မိတယ်ပေါ့နော်ဟောကိုယ်လည်းအများကြီး ဘုဒ္ဓတရရလာတော့စေုံစေကံသွားရတာနော်အော်ပေးသက်ဒီအားလုံးကျမ်းပါပါစီပဲဆုတောင်းပါတယ်